ီးခင်ဖခင်အရင် ရှားဖွေ အတီးပြုတဲ့နောက်ဆုံးပေါ်ဆေးပညာနီးနာအကြောင်းသိထားပြီလားတို့ရဲ့လက်တွေ့ဘဝမှာဆေးဘက်နီးပညာဘဲပုံဘဲနီးထောက်ပံ့အကျိုးပြုလို့အသုံးဝင်တယ်လေဒါကိုမြင်သာထင်သာရှိနေအောင်ဆေးသိပ္ပံပညာအကြောင်းတိခေါက်ကြည့်ကြပါမယ် ။ယောဂနာမည်ခက်စောစောတက်နိုင်ခြင်းဟာခက်စောစောကုသရေးပေးနိုင်ပြီးခက်စောစောယောဂပြောက်ဖို့အတွက်အားပေးကူညီပါတယ်နော်။ဒီအတွက်အရေးပါသောဆေးဘက်နိစနစ်တို့ရဲ့အသုံးဝင်ခြင်းများအကြောင်းအခန်းကဏ္ဍလေးကိုကျမ်းမာတူတာအလို့မှာပြောပြပေးလိုက်ပါရစေနော်။မျိုးရိုးဗီဇ DNA စစ်ဆေးခြင်းစေဘန်ဒီပညာအခန်းကဏ္ဍ မိဘအရင်ဖော်ထုတ်ဖြေရှားကြတာကိုတို့ရဲ့အကျိုးအကြောင်းအတော်များများပြောခဲ့ပြကြပါပြီနော်။မျိုးဗီဇာစစ်ဆေးပြီးတော့ DNA testing ဆေးသိပ်ပံနည်းပညာဆိုတဲ့စာလုံးကိုခုနခဏခဏပြောခဲ့ရတာမျိုးဒီမှာတော့ဆေးဘက်ဆိုင်ရာတုတအနေနဲ့အနေအချင်းကြားမှုကျင့်သားရနေအောင်ထည့်သွင်းလို့ပြောပြပေးချင်ပါတယ်။ ။အရင်တခဲလို့ပြောရမယ်၁၉ရာစုခုနှစ်တွေတုန်းကဒီကလေးလေးတယောက်နဲ့ဒီအဖေအမေတို့မှာမျိုးရိုးအရဆက်နွယ်နေတာဟုတ်မဟုတ်သိဖို့အတွက်မတူကွဲပြားတဲ့စီးပညာနည်းလမ်းတို့နဲ့တိုက်ဆိုင်စစ်ဆေးကြီးခဲ့ကြပါတယ်။မိဘအရင်ဖြစ်သလားမဖြစ်ဘူးလားထင်ရှားမြင်သာရလျောင်းတို့စစ်ဆေးခံမဲ့သူစီကနေသွေးအုပ်စုအမျိုးအစား ABO Black Group လို့ခေါ်တာပေါ့နော်ဒါကိုစစ်စစ်ချက်အနေနဲ့လုပ်ခဲ့ကြပါတယ် ပြီးရင်တော့သွေးအုပ်စုတူမတူထောက်ပြကြည့်ရှုတဲ့နည်းပညာနဲ့ခွဲခြမ်းအပြေရှာခဲ့ကြတာပေါ့သွေးအုပ်စုတူတဲ့အပေါ်အခြေခံလို့အတီးပြူတဲ့နည်းလမ်းကကန့်တက်ချက်တတော်ပဲများပါတယ်။ဘာလို့ဆိုမိဘနဲ့သားသမီးကသွေးအုပ်စုအနေနဲ့တီးတီးကြကြထတ်တူကြဖို့ဆိုတာမဖြစ်နိုင်တဲ့အချက်ကိုနော်။ သွေးအုပ်စုအကြောင်းအသေးစိတ်ကိုတော့နောက်ထပ်ဗီဒီယိုလေးနဲ့မြင်သာသိသာအောင်လို့တင်ဆက်ပေးသွားမှာတော့ရှိပါအောင်မယ်။အခုပြန်ဆက်ကြမယ်ဆိုရင်တော့ဒီသွေးအုပ်စုဆေးစစ်ချက်အပေါ်အခြေခံတာဆိုရင်30ရာခိုင်နှုန်းလောက်သာမိဘအရင်ကွေးရှာရင်းမှာမှန်ကန်နိုင်ခြင်းရှိကြောင်းအဆုံးသတ်ပါတယ်။ ောက်ထပ်နည်းပညာတစ်ခုမှာတော့မိခင်ဖခင်အရင်တက်တဲ့ခင်အတီးပြုဖို့အတွက်စစ်ဆေးသူလူရဲ့သွေးထဲကနေပရိုတင်းအန်ဇိုင်းစတဲ့ဓာတ်သဘာဝကိုစမ်းတက်ကြည့်ရှုတဲ့သိပ္ပံနည်းပညာကို အသုံးပြုခဲ့ကြပါသေးတယ်။ဒီနည်းနဲ့မှလည်းပဲတဦးနဲ့တူအတိအကျဖြစ်တဲ့ပရိုတင်းအန်ဇိုင်းအမျိုးအစားတွေကကွဲပြားတာကြောင့်မိဘအရင်ဖြစ်ကြောင်းတက်တဲ့ခင်နိုင်ရေးမှာတော့၄၀ရာခိုင်နှုန်းသာမှန်ကန်တဲ့အထောက်အပံ့မျိုးကိုပေးနိုင်ခဲ့ပါတယ်။ ဒီထက်ဒီထက်ပိုပြီးခင်မိလာတဲ့19ရာစုအလယ်ပိုင်းလောက်မှာတော့နောက်ထပ်တိုးတက်လာတဲ့ဈေးပန်နည်းပညာတစ်ခုအဖြစ်နဲ့တော့ကလေးနဲ့မိခင်ဒါမှမဟုတ်ဖခင်တို့ဟာသွေးဖြူဦးစရီတူမတူပေါ်ထုတ်ကြတဲ့နည်းပညာကိုထပ်မံလို့အသုံးပြုခဲ့ကြပါသေးတယ်ဒီနီးလန်းဟာလည်းပဲအဖြေရလက်အနေနဲ့80ရာခိုင်နှုန်းမှန်ကန်တဲ့တက်တေခံချက်ကိုပေးနိုင်တာဖြစ်ပါတယ်။ ။ဈေးပညာရှင်တို့အနေနဲ့ကလည်းပိုပိုပြီးတေချာတိကျစေမယ့်ဤပညာတို့တစ်ခုပြီးတစ်ခုတည်ထွင်ရှာဖွေခဲ့ကြပါတယ်နော်။ဒီနောက်မှာတော့19ရာစုကုန်ခန်းဤနှောင်းပိုင်းခုနှစ်တုန်းမှာ RFLP လို့အတူကောက်ခေါ်တဲ့နဲ့အရှင်အနေနဲ့က Restoration Fragment လဲ Polymorphism ပေါ့နော်။ဒီဈေးဘက်ဤပညာကိုအသုံးပြုလာခဲ့ကြပြီးတော့မိဘအရင်ရှာဖွေရမှာအထောက်အပံ့တစ်ခုအနေနဲ့ပေးနိုင်အောင်လို့စံသစ်တမှုလုံဆောင်ခဲ့ကြပါတယ်။ နီးပညာတိုးတက်အားကောင်းလာပြီးရခိုင်နီးစနစ်တို့ရဲ့အစာရင်ပိုပြီးတိကျမှုမြင့်မာတယ်ပိုလို့တိုးတက်လာခဲ့ကြပါတယ် ဒီနောက်မှာတော့1990ပြည့်ပြီးတဲ့နောက်ပိုင်းခေတ်များနဲ့အခုလက်ရှိတို့ရဲ့ခေတ်အခါကာလတွေမှာမိဘအရင်မိခင်ဖခင်အရင်ဖြစ်ကြောင်းတည်တည်ခံချက်ပေးဖို့တွင်တွင်ကြကြအသုံးများလာတဲ့ဆေးစစ်ချက်နည်းပညာတစ်ခုကိုတော့ PCR လို့အတူပေါက်ခေါ်တင်ပါတယ်တဲ့သူရဲ့အရှင်းနာမည်က Polymerase Chain Reaction တဲ့နော်ခေတ်သစ်ဆေးသိပ်ပံနည်းပညာရဲ့တိကျမှုပေးနိုင်ချက်ကဒီ PCR နည်းလမ်းနဲ့ဆိုရင်69.99ရာခိုင်နှုန်းအထိရှိလာခဲ့တယ် 也撇白。 ဒီလူသားတဦးရဲ့ဖြစ်တည်မှုသက်သေပြဖို့အတွက် DNA မျိုးရိုးဗီဇာစစ်ဆေးရေးလုပ်တယ်ဆိုတာဟာရင်းနှီးကြပြီသားစကားစုတစ်ခုပါပဲနော်အမိအဖာဖြစ်ကြောင်းသက်သေပြပေးဖို့ paternity testing အတွက်မှာဆိုရင်တော့ PCR လို့ခေါ်တဲ့မျိုးဗီဇာစစ်ဆေးရေးနည်းလမ်းကအရေးကြီးအခန့်ခန့်ကပါဝင်ကြောင်းရင်းနှီးအခေတ်ခါမှာလုံးဝမငင်းနိုင်တော့ပါဘူးတို့ရဲ့ကိုအတွင်းထဲကမျိုးရိုးဗီဇာ DNA စစ်ဆေးလို့ရမယ်နေရာနမူနာအဖြစ်နည်းနည်းလေးလောက်ပဲရယူပြီးတော့မျိုးရိုး ဗီဇာ DNA ကိုစက်တည်းအသုံးပြုပြီးထက်ခါထက်ခါပွားများခြင်းလုပ်တဲ့စေသိပ်ပံနည်းစနစ်နဲ့တိကျတဲ့အဖြစ်ကိုထုတ်ဖော်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒီသားကလေးတစ်ယောက်ရဲ့ DNA နဲ့ဒီမိခင်တစ်ယောက်ရဲ့ DNA ကိုတိုက်ဆိုင်စစ်ဆေးကြည့်မယ်။ဒါမှမဟုတ်သားလေးနဲ့ DNA ဖခင်ရဲ့ DNA ဒီနှစ်ခုကိုနှိုင်းယှဉ်စစ်ဆေးဖို့ဦးတည်ရဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီအပြင်မှာလည်းပဲဆေးကုသရေးဆိုင်ရာမှာထိရောက်ဖို့အတွက်နောက်ထပ်နောက်ထပ်ယောဂရှာဖွေသတ်မှတ်ရအတွက်မှာလည်းအခုပြောခဲ့တဲ့ PCR ဆေးသိပ်ပံပညာကိုကြည်ကြဲပြန်ပြန်အသုံးပြုနေကြပြီပဲဖြစ်ပါတယ်အခုဒီကောင်းစင်ကလေးကိုတို့ရဲအတူချုံကြရရင်တော့တူဦးတက်ရောက်ရဲ့တီးတန့် DNA အမှတ်အသား DNA မာကာကိုတစုံတစ်ယောက်နဲ့နောက်တစ်ယောက်ဟာကိုက်ညီခြင်းရှိမရှိထင်ထင်လင်းလင်းပြသတယ်ဖြစ်ပြီးတော့ DNA စစ်ဆေးတဲ့နည်းပညာနဲ့ လောက်ကြမယ်ဆိုလို့ရှိရင်မိဘနဲ့တာသမီဆက်နွယ်မှုရှိမရှိကိုတိကျမှန်ကန်အောင်သိနိုင်တော့မှာပဲဖြစ်ပါတယ်။ DNA testing မျိုးဗီဇာဆေးသိပ္ပံနည်းပညာလက်တွေ့မှာဘာတွေအသုံးဝင်လဲ။ DNA testing ဆေးသိပ္ပံနည်းပညာတို့ရဲ့လက်တွေ့ဘဝအတွက်အသုံးဝင်တဲ့ကိစ္စတော့အများကြီးပဲရှိပါတယ်။ ဈေးမှုကင်းဆိုင်ရာတည်ဆုံးခြင်းအမှုခင်တို့မှာဆိုရင်တခုခုအတီးပြုတ်ချက်ရယူဖို့အတွက် forensic ဘက်မှာအသုံးဝင်နေပေါ့နော်ဥပမာ အခင်းဖြစ်ပွားရာဒေသတွေမှာဒီတန်တရားရှိသူရဲ့ identity တခုပေါ့နော် အရေးပြားတို့အသားစားတို့စပင်မှုတို့အစတာတွေကိုစစ်ဆေးပြီးတော့ဒီသူရဲ့ကိုယ်ပိုင်ထူးခြားမှု personal identification ကိုပြသပေးနိုင်မှာဖြစ်ပြီးတော့ criminal case တို့မှာအားကိုးရတဲ့အတီးပြုတ်စစ်ဆေးချက်အနေနဲ့အထောက်အကူပေးနိုင်တာမျိုးပါပဲ။ ပြီးတော့တအူးနဲ့တအူးသွေးသားအဆက်အဆက်နွယ်ရစ်တာရှိမရှိသိရဖို့အတွက်မှာ proof of genetic relationship မှာလည်းပဲမျိုးရိုးဗီဇာစစ်ဆေးတာဟာအတုံးဝင်တဲ့စေသိပ္ပံမီးပညာတစ်ခုပဲဖြစ်ပါတယ်ဒါပြင်မှာဒရီသားလေးမမွေးခွားခင် သူ့ရဲ့မျိုးရိုးဗီဇကို scientific အမြင်နဲ့ကြည့်ပြီးတော့ DNA ထဲက chromosome တို့ရဲ့အထဲမှာပုံမှန်အခြေအနေပါလာရဲ့လားကြိုကြိုတင်တင်ခက်စောစောသိထားနိုင်လို့ရနေပါပြီ။ ်အသက်မွေးမှုမှာအနေရရှိတဲ့ရောဂါအမျိုးအစားဒီကလေးလေးမှာပါနေတာမျိုးကိုစစ်ဆေးကြည့်လို့ရတာပေါ့နော်ဒါဝင် infectious disease diagnosis လို့ဆိုပါတယ်ဒါအပြင်ဒီကလေးလေးမမွေးဖွားခင်မှာပဲမျိုးရိုးဗီဇာခရိုမိုဆုံးမူမွေလာကြောင့်ဖြစ်ရတဲ့ရောဂါဝေဒနာတွေဥပမာနာမည်အနေနဲ့ကတော့ down syndrome လို့မျိုး spina bifida လို့မျိုး turner syndrome လို့ပေါ့နော်ဒါတွေကိုရှိမရှိတဲ့ DNA testing လုပ်ပြီးတော့ကိုယ်ဝန်ဆောင်နေချိန်မှာပဲကလေးလေးရဲ့အကြောင်း သိနိုင်ပြီးဖြစ်ပါတယ်ပြီးတော့ကိုဝန်ဆောင်မိငယ်နဲ့ဖိုက်သေးကကလေးလေးတို့ဟာသွေးတက်မတဲ့ခြင်းဖြစ်စဉ်ရှင်းနှစ်ထားနေကြသလားဥပမာကလေးနဲ့မိခင်သွေးအုပ်စု꿰ပြတာလိုမျိုး Rh negative နဲ့ Rh positive မတူကြတာမျိုးဖြစ်နေမလားတင်ကြိုပြီးစစ်ဆေးလို့သိနိုင်ပါပြီဒီလိုသိပြီဆိုလို့ရှိရင်ကလေးလေးမမွေးဖွားခင်မှာမိခင်နဲ့သွေးတက်မတဲ့ခြင်းအနေနဲ့မဖြစ်ဖို့အတွက်ဆေးကုထုံးအနေနဲ့ကြိုတင်ယူထားနိုင်ပြီပေါ့နော် နောက်တစ်ခုကတော့အခုတို့တွေပြောခဲ့ကြတဲ့အဖေအရင်ဖွေရှာရေးလမ်းခရီး paternity test နဲ့အတွက်လည်းပဲမျိုးရိုးဗီဇရှာဖွေပေးတဲ့ဆေးဘက်နည်းပညာကတိတိကျကျအသုံးဝင်လို့နဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။အဖေအရင်အမေရင်းကိုတည်ကြစေတဲ့ဆေးဘက်နည်းပညာကိုအခြေခံထားပြီးခလေးလေးအတွက်ထောက်ပံ့မှုဇရိတ်ဇက်ကအငင်းပွားရမှာတက်တည်ခံနိုင်တယ်၊လူမှုကုလုံရဲ့အကျိုးခံစားခွင့်တွေရနိုင်တယ်၊တာသမီမွေးစားရမှာလည်းတက်တည်ခံနိုင်တယ်အတ adaptation ပေါ့နော်စတဲ့အမွေဆက်ခံရေးလူမှုရေးပြဿနာတို့မှာတရားတပောင်ဆိုင်ရာအရှုပ်အရှင်းလူကိုလေးပဲတက်တည်ခံပြီးသားဖြည့်ရှင်းပြီးသားဖြစ်ရလေအောင်လို့လက်တွေမှာအသုံးဝင်စီရပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်အဖေအရင်မိဘအရင်ဆက်နွယ်ချင်းရှာဖွေကြဖို့အစစ်စစ်ချက်တို့ကိုရှေ့အပိုင်းမှာ စုံစုံလင်လင်အတော်များများပြောခဲ့နှစ်ပြကြပါပြီဒါနဲ့အတူတူယောဂရှာဖွေရေးအပိုင်းအတွက်ပါမျိုးရိုးဗီဇာစစ်ဆေးခြင်း DNA testing ဆေးသိပ်ပံနည်းပညာဟာတို့ရဲ့နေထိုင်ရာဘဝတခြားမှာတနည်းတဖုံအသုံးချလုံနာမှုစမ်းမတုဒအဖြစ်နဲ့ဆောင်ယူနိုင်ကြပါစေကြောင်းတင်ဆက်ပေးလိုက်ရပါတယ် သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးမေးမြန်းလို့ရပါတယ်